တန်းစီပြီးတော့မှဝယ်စားထားတဲ့သူတွေကအချိန်တိုင်းသွားပြီးနေတိုင်းလည်းတန်းစီမစားပါဘူး။ဟုတ်တယ်လား။ဒီလိုပဲပေါ့။အကောင်လုံးတက်သူအချိန်လေးကုန်သွားရင်ရက်သွားမှာပေါ့။ဘာဒီကိုကြီးကြီးကျယ်ကျယ် FDA နေတာ။ရန်ကုန်ကပေါ့နော်။ဒီမေကြီးနဲ့ဒီအမပေါ့နော်။ကျေးဇူးတင်ပါတယ်လို့ပတိမကိုပေါ့စိတ်သက်သာနေလို့ပြောစားလေးတစ်ထည့်ပေးလိုက်ပါတယ်လို့အချင်းမောင်းတယ်ပေါ့နော်။ပတိမတို့လို့ဘဝပတိမတို့လို့ပဲပေါ့နော်။ဒီမေကြီးတို့ကလည်းဒါလည်းအယူလေးပါ။ဒါယူလေးနဲ့ပေါ့နော်။မယန်းသီးပေါ့နော်။ ။ဗမယန်းဒီလေးပေါ့ရန်ကုန်နေတခုကထည့်ပေးလိုက်တာပါ။ကျေးဇူးတင်ပါတယ်လို့အမားနဲ့မေကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ရှင်။စာလေးဒါတော့ဖတ်ထင်းမဆေးတဲ့ကြတဲ့အချိန်ဝင်းရံပေးကြတာပေါ့ဗျာ။ပေးလိုက်ပါတယ်ရှင်။တိုးတဲ့အမားအချစ်တိုးတဲ့အမေကြီးကတဲ့မယန်းပေါင်းလေးထည့်ပေးလိုက်ပါတယ်တဲ့။ညီမလေးကတဲ့အနှစ်ရဲ့မယန်းအချိုးမယန်းအစိမ့်ရဲ့တဲ့။မယန်းအချင်ရဲ့ထည့်ပေးလိုက်ပါတယ်ချစ်တယ်ဆိုပြီးထည့်ပေးလိုက်ပါတယ်။ကျေးဇူးပါအမေနဲ့အမားတို့ရေ။ကျေးဇူးတင်ပါတယ်လို့ဒါကတော့နော်။ ိုရန်ကုန်ကပေါ့နော်ရန်ကုန်ကမင်းမတငင်းကုန်သေးထဲမှာအချင်းမောင်းရောက်ပါတယ်လို့ဒါယူဘူးလေးနဲ့ပေါ့နော်အချစ်တို့ပတိမရန်ကုန်ကအန်တီဒီမှာဒီသားသားရရဒီဒီမှာတယ်လို့ဘယ်တော့မှလည်းရှုံးမွေးပြပါဘူးလို့သမီးတို့တွေကပေါ့နော်အားပေးတယ်သူကပြပါတယ်ဒီဒီမှာလည်းဒါကတော့ယူလေးပေါ့နော် Okay ပါ fighting ပါဒါယူလေးပေါ့နော်ဒါပါလို့လေကောင်းပါရဲ့ကျေးဇူးပါရှင် ။တံမြာသီးတုံစားလို့ရှင်ရမယ်အရသာဘူးတိုင်းသိပြီးသားချင်မယ်ခားမယ်။ဘာဖြစ်လို့စားကြတာလဲ။ဩအားပေးချင်လို့အော်နောက်တစ်ခုကအဲပေါ်ပင်ပေါ့အဲနောက်တစ်ခုကတော့ဟိုဘယ်လိုခေါ်မလဲဟိုဘယ်လိုအရသာရှိတယ်လဲမြီးဆန်းကြည့်ကြင်လို့ဘယ်လိုမြန်လဲနေမလဲပေါ့နော်ဘယ်လိုမြန်နေမလဲပေါ့ဆိုပြီးတော့မှဒီလူတွေကအဲ့တန်းစီပြီးတော့မှဝယ်စားထားတဲ့သူတွေကအချိန်တိုင်းသွားပြီးနေတိုင်းလဲတန်းစီမစားပါဘူးဟုတ်တယ်လားဒီလိုပဲပေါ့အကုန်လုံးတွတ်သူအချိန်လေးကုန်သွားရင်ရက်သွားမှာပေါ့ ဘာတွေကိုကြီးကြီးကျယ်ကျယ် FDA နေတာလဲဘာတွေကိုကြီးကျယ်နေရတော့တမ်းမြာသီးတောက်တဘူးရောင်းလိုက်လို့ဘလောက်မြက်မှာလဲသူ့ရောင်းတော့မှတဘူးမှာဘလောက်လဲ5000လားဟလားနော်လင်းကားအောင်ရောင်းလို့ဘလောက်မြန်မလဲတဝက်မြန်အောင်9000ရောင်း2500ပဲမြန်အောင်ဟုတ်လား9000ရောင်းလို့2500ပဲမြန်အောင်10ဘူးရောင်းရင်2000ခွဲ့ဘူးတရာရောင်းရင်2သိန်းခွဲ့ဘူးတရာရောင်းရင်2000ခွဲ့ ဟုတ်တယ်လားကျမပြောတာလေကဲဘူတီယာရောင်းမှာ2သိန်းခွဲအတီးရလူတွေကလည်းတော်တန်းစီပြီးတော့မှအချိန်မမစားလို့စေဆိုးသွားလားမသိဘူးဗျာသူလည်းအဲ့နရတဲ့ပတ်စံကနော်တနေ့ဘူး900ပဲရောင်းအောင်ဘေးနားမှာလုတ်ပေးရတဲ့သူတွေ၊ကင်ပေးရတဲ့သူတွေ၊ဘာညာတရကာတွေဝန်ထမ်းကတွေသူလည်းရှိသေးတယ်လေဟုတ်တယ်သူလည်းအလကားမတင်မြက်နေတာမှမဟုတ်တာဒီဘူးဘိုးတွေခွက်ဘိုးတွေပလုံးဘိုးတွေလည်းရှိသေးတယ်လေ ဒီလိုကိုပိုင် business အောင်မြင်တဲ့ business တခုစားဖို့ဆိုတာတွေ့တာမှမဟုတ်တာဗျာသူတော်မှသူကသူ update လေး upgrade လေးလှောက်ရှာပါတယ်အရင်တော့ဆိုဆက်ဆက်ရောင်းခြင်းတော့တွွွင့်နဲ့ထုတ်ပေးတာနဲ့တူတယ်เนาะငါမြင်တာလေနောက်ပိုင်းဆိုဘူးလေးနဲ့တေးသေးစကြလေးထုတ်တယ်လေเนาะဆိုတော့ကဲဟုတ်ပါတံမြာတိတလုံးတော်အရင်က400ရှိတယ်90ရာခိုင်နှုန်းမမြတ်ပါဘူးမြတ်တော့လေတထင်းမဖြစ်ပါဘူး တတလုံးလည်းမရောင်းရပါဘူးခဏလေးရောင်းရတာနေလိုက်ပါလားအမတတိပြည့်ရောင်းစားနေတဲ့ဟာလေရွှေတတောင်လောက်ငွေတတောင်လောက်တွေသွားစစ်လေတစ်ချိန်လုံးမှာတိုက်တီကားတွေကြွားပြနေတဲ့သူတွေသွားစစ်လေ MLM မျိုးရောင်းပြီးတော့မှဘယ်ကမှမသိတဲ့အလှကုန်တွေကိုရောင်းပြီးတော့မှခြေနေမိုးနေကြွားနေဟိုဖြစ်နေတဲ့သူတွေကိုသွားစစ်လေအိမ်မှာအိမ်နင်တို့အလှကုန်သွင်းလာတယ်အိမ်ဟုတ်ပြီငါတို့နိုင်ငံတွင်းမှာရောင်းနေတယ်ဒါတွေကဘယ်ကလာလာလဲဘာလဲဘေးဥပအန်ဒီရဲ့ကင်းရှင်းရဲ့လားစစ်လေ အဲ့လိုဟာမျိုးတွေကိုကြတော့မစစ်ဘဲနဲ့ဒီမှာရောင်းစားနေတာလို့ဟာမျိုးတွေဟိုမှာဘဝတွေတောင်ပြောင်းကုန်ပြီအဲ့လိုဟာတွေကြတော့တို့ကမသိကြအောင်ဆောင်းနေကြတာဗျာဒီမဟုတ်တဲ့လမ်းပေးရတမ်းမြာကြီးတုတ်တယ်ကြတော့သူတွားပြီးတော့မှလုတ်တယ်အိမ်မှာအဲ့ MLM နေစစ်ပါလား MLM နေစစ်ပါလားပြောမှဆိုမြေနဲ့ရလှန်ဆိုင်တာပေါ့ဗျာပြောမနာလိုလို့လို့ဖြစ်အောင်မယ်နော်မနာလိုစရာအကြောင်းရှိပါဘူးကျမကလေမရှိစင်းရင်တောင်းလေးကြတော့နှိမ်လို့မလို့ကျမကဝင်ပြောတာနော် မရှိတဲ့သူကတော့နှိမ်လိုက်တာမရှိလို့လုံစားနေတဲ့သူကတော့နှိမ်လိုက်တာဘဝမပြောင်းသွားပါဘူးတိုက်ကြီးလဲမွယ်နိုင်ပါဘူးကားကြီးလဲမွယ်နိုင်ပါဘူးသေးစားပါတယ်တိပါတယ်ဒါကြီးကဟုတ်တယ်ဗျသူကအခုမှစပြီးတော့အော်မင်ကာစပဲရှိသေးတယ်အဲ့လိုမျိုးထုံးနှက်ခံရတော့ကောင်းအောင်ဗျာတိဘူးပိန်စည်းတွေကြပိချင်းစည်းတွေနိုးကြီးစည်းတွေဖင်ကြီးစည်းတွေ ဘာတွေနဲ့ပေါ်ဆက်လို့ပေါ်ဆက်ထားမှမသိဘူးတင်းတိတ်ပြောက်စေးတွေဟာအော်ဟေ့ပြီးတော့မှတနေ့တနေ့ဟာတစ်တော့ဆိုပို့ဆိုးတယ်သူတို့ကြီးပဲကျောင်းလိုက်တာနေဆိုလဲဘီယောင်းတက်သူတို့ကြီးပဲအဲ့အဲ့ဒီပစ္စည်းတွေကျွန်မ FDA တွေဘာတွေစစ်တာတွေမကြားမိပါဘူးเนาะ FDA တွေဘာတွေမမီးမမသိပါဘူးမရှိပါဘူးအဲ့ဒါတွေကြတော့ဘာဖြစ်လို့လဲရောင်းလို့ရလား မြန်မာနိုင်ငံမှာအဲ့လိုမျိုးတရားမဝင်ထုတ်ကုန်တွေကယာကြီးထောင်ကြီးပြီးတော့ရှိတယ်ဗျာအဲ့ဒါကြတော့မဖြစ်ကြဘူးရောင်းလို့ရလားအဲ့လိုကြတော့မရှိစင်းရဲသားလေးတွေကြတော့အရန်တော့အရန်အရန်အားကြမလို့လေ စန့်ရှင်အောင်ကြိုးစားကြပစံဒုတိယဘုရားသခင်ဆိုတာတိတ်မှန်နေစန့်ရှင်ဘာအနေနဲ့ပဇက်ပေါက်တွေအကုန်လုံးကိုပစံနဲ့ဆို့ထားလို့ရတယ်နော်အဲ့ပဇက်ပေါက်တွေကိုပစံနဲ့မဆို့ထားရင်ဖြစ်တာပဲဘယ်နာအနေနဲ့အဲ့ဒါပစံနဲ့ဘယ်တိုင်းပြည်ဖြစ်ဖြစ်ဘယ်နိုင်ငံဖြစ်ဖြစ်နော်အမလေးဘေကမမသိဘာမမသိဘာလာလာဒီပါကင်ထဲကိုထည့်တဲ့ MLN ပစ္စည်းတွေကြတော့ဘာ FTA မှမရှိဘူး ဘယ်ခွေးတကောင်ကြောင်တမိရမှာမစစ်ဘူး။အော်လူတွေမျက်နှာတွေစုပ်ပြတ်တက်လို့ဒီမှာတင်ညာဟဲ့ပြောကြဟဲ့ပြုကြဟဲ့ဆိုအမလေးဒီဟာတွေကအုံနေချင်းနဲ့နဲ့ဝိုင်းပြီးတော့မှဆဲကြဆိုကြလို့ဟိုမှဟိုနစ်နာတဲ့သူကလေပြန်ပြီးတော့မှညင်လိုက်ရတယ်။ဘယ်ဘယ်ဥပဒေကမှအကာအကွယ်မပေးဘူး။အဲ့လိုမျိုးကြတော့မမာရဲတမ်းမြာသီးတုတ်ကျမ်းမာရင်နဲ့မညီညွတ်ဘူး လူတွေလည်းကိုယ်အသက်ပြီးတော့ကိုယ်တည်တယ်နေတိုင်းတော့မသားပေါ်အောင်ဘယ်သူမှနေတိုင်းသွားစားမနေဘူးတခါပေါ့အဲ့လိုတခါတခါလူတွေများသွားတော့နေစဉ်လေးပေါ့အုံလေးနဲ့ဖြစ်နေတာပေါ့ပေါ်ပင်လေးပေါ့ကံကျိုးပြီးတုံးလေးပေါ့တတလုံးလဲသူရောင်းရခြင်းမရောင်းရမှာပေါ့ရပါစေအခုတော့ဈေးမရောင်းအောင်ဆိုတော့ကျမယူနှင်းနေမကောင်းဘူးကျမလည်းတတိပေးပါတယ်ပြောပါတယ်လုတ်တဲ့သူလည်းတန်တန်ရှင်းရှင်းလို့ စားတဲ့သူတွေလည်းဟိုသတိထားပြီးတော့မှစားယာတီဥဒုနဲ့ကျမရိုးထိခိုက်တယ်ဆိုရင်တော့မကောင်းဘူးရောင်းနေသူကလည်းတန်တန်ရှင်းရှင်းနဲ့ရောင်းတော့ရေရှည်ရောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီအရေးတွေမြင်လို့ပြောခဲ့တာဒီအရေးတွေမြင်လို့ကျမကပြောတာနော်အဲ့လိုပြောရင်လေအမလေးဒီ point နေရာတကပါတယ်လို့ဖြစ်မယ်ဒီလိုအရေးတွေမြင်လို့ဒီလိုအရေးတွေမြင်လို့ရောင်းတဲ့သူလည်းတန်တန်ရှင်းရှင်းနဲ့လုပ်ပြီးရောင်းတော့တော့ကြာ အရင်အုတ်အော်တောင်းတင်းဆိုတဲ့ခါကျတော့အခုလိုမျက်စိကျစရာဖြစ်ပြီးအခုလိုဖြစ်မှာဆိုလို့ကျမသတိပေးခဲ့ပါသေးတယ်ကျမပြောခဲ့ပါသေးတယ်ရောင်းတဲ့သူလည်းတေးသေးချာတန်တန်ရှင်းရှင်းနဲ့ရောင်းတန်တန်ရှင်းရှင်းနဲ့လောက်ကိုင်းစားတဲ့သူတွေလည်းသတိနဲ့စားငါလည်းတမညာတိကြောင်ပြောတော့ပါဇက်ထဲမှာတရေတီတောင်ဖြစ်နေလို့ကျမလည်းမကြိုက်ပါဘူးတမညာတိတော့ကျမစားမလားမင်းကျမမစားပါဘူးကျမကြိုက်တဲ့အစားအစာမဟုတ်ကျမအချင်ရမ်းကြောက်တယ်ဒါမဲ့မတော်မတရားမလို့ကျမကလည်း မမြင်အောင်အဲ့လိုမရှိစင်ရဲသားတွေကိုအဲ့လိုမျိုးလေဟိုနိုင်နေတာဆိုကျွန်တော်မကြိုက်ဘူးအမကျွားနေခြေနေမိုးနေတဲ့အမရွှေတရောင်ငွေတရောင်စိန်တရောင်နေနဲ့အမအမလေးကားရှိုးရုံးကြီးတွေရောအမလေးဘလိုတွေကောအမခြေမိုးပြနေတဲ့ဟာတွေရဲ့ပစ္စည်းတွေ FDA ရှိသလားစစ်လေမစီရဲဘူးစစ်လေ FDA အမအလှကုန်နေလေဈေးတွေလေ စစ်လေး FDA ကြိုက်ပါတယ်ဥပဒေတိုင်းဆောင်ရွက်ပြီးဒါပေမဲ့တပြင်းညီဆောင်ရွက်အဲ့ MLN ကုန်ပစ္စည်းတွေအများကြီးပဲရှိတယ် FDA မြန်မာ FDA တခုမှမရှိဘူးမပထမလဲလိုအပ်ချက်တွေကိုပြန်ပြီးတော့ပြင်ဆင်ပြီးတော့ညှိနှိုင်းမှဆိုလို့ရှိရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ဘေးကင်းလုံခြုံမှုဘာတခုမှမရှိဘူး ဘာတခုမှစားသုံးသူပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုဘာတခုမှမရှိဘူးဒီတွေ့လဲစိတ်မကောင်းပါဘူးဖိုက်တယ်မှလို့ပြောချင်ပါတယ်တို့ကဘဝပြောင်းနေလေတို့ရဲ့စားသုံးသူပေါ်မှာလှုပ်တဲ့လှုပ်ရက်ကဟိုတမီယာသီးတယ်ဟာသူ့ဟာသူတော်မှအနိုင်နိုင်ရဲ့ဘဝမပြောင်းပါဘူးနော်လူโซတွေ